မင်္ဂလာပါရှင်မသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်ဗကံမြို့သိတောင်ဘက်ပိုင်းကန်းကာရက်ခွဲဓမရှုံမှာဇွန်လ၁ရက်ကအစည်းအဝေးပြုလုပ်ခြင်းအတွင်ပြစ်ကတ်မှုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီပြစ်ကတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒေသခံတဦးနဲ့ဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့မသားမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါဦးရှင် ဟယ်လိုအခုမင်္ဂလာပါခင်ဗျကျွန်တော်တို့မိုးတောက်ချန်လေးရပါနော်ဒီဇွန်လတရနေ့ကညောင်မျိုးနဲ့ပကံမျိုးတဲ့ဂန်းကဂန်းကရက်ွက်ဓမာယုံမှာဖြစ်သွားတဲ့အဲပြစ်ခတ်မှုဖြစ်တင်တဲ့ပတ်သက်ပြီးတော့အခုသိသလောက်လေးပြောပြပါအောင်နော်အခုဂန်းကမာကဒီဂန်းကဂန်းကရက်ွက်မှာကျွန်တော်တို့ကပုံမှန်ဒီအတမစဲမဟာပဌံပွဲဆိုတာလေးကပုံမှန်လုပ်နေကြဒီနှစ်ဆိုလို့ရင်19ချိန်တောင်ဖြစ်သွားပြီပေါ့နော်အဲ့ဒါလုပ်ဖို့အတွက်ဒီ နေခင်း9နာရီနေခင်း9နာရီတော့နေခင်း3နာရီလောက်မှာကျွန်တော်တို့ဒီဒီဥစောစောတို့ဥတ္တနိုင်တို့ဥခမောင်သေးတို့ဥခမောင်တန်းတို့တို့ပါတဲ့ဒီတို့ဥဆောင်တဲ့အဖွဲ့တွေစုစုပေါင်း73 74ခုလောက်ပေါ့တို့အဖွဲ့တွေကအဲ့မှာဒီကံကကံကရက်ွက်ကဓမ္မယုံထဲမှာဒီ အမစဲမဟာဗဒံပွဲလုပ်ဖို့အတွက်လေတို့စုဝေးပြီးတော့တိုင်မြင်နေကြတာပေါ့နော်ရန်မုံငွေတွေဒီအတမစဲမှာဗဒံပွဲအတွက်ရန်မုံငွေအလူငွေတွေဘယ်လိုလုံးကြမယ်ဘယ်ကြောင်းနေပြင်ကြမယ်ဘယ်ွေဟိုဆရာတော်တွေကိုဘာဆွန်းနေကတ်ကြမယ်ဘာတွေလုံးကြမယ်ဆိုတာကိုအဓိကတော့စူးစီးပြီးတော့ဘာသာရေးပွဲလေးအတွက်တိုင်မြင်ပြီးတော့စုဝေးတိုင်မြင်နေတဲ့အချိန်ပေါ့နော်တိုင်မြင်နေတဲ့အချိန်မှာဒီကျွန်တော်တို့ကန်းကရက်ကွက်ရဲ့ဒီတောင်မတ်မှာရှိတဲ့ညောင်လာရွာဘက်လမ်းအနေပြီးတော့ကြတော့ထော်လာကြီးတစည်းရဲ့ဆိုင်ငင်းတစည်းရဲ့ ਨੇ ဒီ PDF တွေဝင်လာတယ်ပေါ့နော် PDF တွေကျွန်တော်အယောက်20ဝင်ရင်လောက်ရှိမှာပေါ့ဝင်လာပြီးတော့ကျတော့ဓမ္မယုံနဲ့ဝင်လာပြီးဒီအစည်းအဝေးလုပ်နေတဲ့လူတွေအကုန်လုံးကိုပြစ်တက်သွားတယ်ဗျပြစ်တက်ပြီးတော့ကျတော့အဲ့ဒီမှာဒီထထားတဲ့ရမုံငွေတချို့လဲပါသွားတယ်လို့တော့ကျွန်တော်အကြမ်းင်းကြားတယ်ပေါ့နော်အတိအကျတော့အဲ့ဒါလေးကတော့ကျွန်တော်တို့ပြောဖို့ခက်တာပေါ့ဟိုရက်သေးရွာထဲမှာတော့ကြားနေရတာတော့ဒီထားတယ်လို့တော့ဒီ 也刚刚有个太阳，路过你吧八，我也落到地下了。啊，好改吧，好改吧。阿哥，哎呀，你别看木皮生啊准嘛，你天干地燥木膝盖的啦。哎呀，兄弟，你不要不要慌，来不要背包喏。好，天干地燥木了死个的，死了嘛掉尿道木，困尿道嘛，你阿点保健品备挂的，吃药老个谁少嘛啦，抓不谁手嘛那木要多的，哎嘛都，不老在了，我丹霞的对，谁水库边的，做，所以阿丹霞的这边，阿对不对？ တော်များများဟိုမသေးတာပဲရှိရမသေးုံတမယ်အပြစ်ခံရတာအဲ့ဒီမှာလဲဟိုသူတို့ PDF ကဝင်လောက်သွားရတာပြောတာပါအဲ့ဒီမှာရှိနေတဲ့လူတွေအကုန်လုံးကလဲအသက်အငယ်ဆုံးတောင်မှဟို55ပတ်ချလဲနဲ့55ပတ်ချလဲတယောက်နဲ့ယောက်ပဲပါဂျာနာ90ကျော်လေး60ကျော်လေး80ကျော်လေးကြီးပဲအဖိုးကြီးဖွားကြီးတွေပါအဖွားကြီးတယောက်ပါသွားတယ်ပြောတယ်အဲ့ဒီမှာဟောဟုတ်ကဲ့အကိုကြီးအဲ့ဒီဓမာယုံအတွင်းလေးပြစ်ခတ်မှုဖြစ်စဉ်ကိုလေဘယ်အဖွဲ့ကနေလှုပ်ဆောင်ခဲ့လဲအကို ဟိုကြားမိလားလုံးဆောင်တဲ့ဟုတ်ကဲ့ကြားရတော့တို့ပြောနေကြတော့အဲ့ညောင်ဦးကညောင်ဦးသားတွေပကံညောင်ဦးသားပကံနဲ့ညောင်ဦးကပေါ့နော်ပကံညောင်ဦးသားတွေစုပြီးဖွဲ့ထားတဲ့ပကံဘလူးအဖွဲ့နဲ့ပကံဘိုချိုအဖွဲ့လို့ပြောတာပဲဟောအဲ့လိုပုံမှန်မျိုးနဲ့ပြောနေကြတယ်အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟိုနောက်တစ်ခုကလေသူတို့ကဒီဓမ္မယုံမှာပေါ့နော်ဘာသာရေးပွဲလေးဖြစ်တယ်ဓမ္မယုံမှာတကြီးကျွယ်ဦးတွေကိုဘာဖြစ်လို့အဲ့လိုမျိုးဝင်ပြရတာလဲဗျ ။ဘုံစရလဲဆိုအဲ့ဒီလူတွေအကုန်လုံးကလည်းပုံမနေနေပြောရရင်တော့ဗျာနိုင်ငံရေးနဲ့လည်းပတ်သက်တဲ့လူတယောက်မှမပါဘူး။အဲ့ဒီတည်းမှာနိုင်ငံရေးနဲ့ပတ်သက်တာဆိုလို့ဥစော်စော်လို့ခေါ်တဲ့အဲ့ဒီကျွန်တော်တို့ဂန်းဂါရက်ကွအုတ်ချုပ်ရေးမှုဥနှင်းစော်တယောက်ပဲပါတယ်။ဥနှင်းစော်ခေါ်ဥစော်စော်ပေါ့နော်။သူတယောက်ပဲဒါဟိုရက်ကြီးအုတ်ချုပ်ရေးမှုတယောက်ပါတာ။ကျန်တဲ့လူတွေအကုန်လုံးကနိုင်ငံရေးနဲ့လည်းပတ်သက်ဘူးအစိုးရနဲ့လည်းပတ်သက်ဘာမှမပတ်သက်ဘူးသူတို့အဲ့မှာ ဓမယုံမှာဟိုအတမစဲမှာပဒံပွဲလေးလုပ်ဖို့အတွက်စီစဉ်နေရပဲရှိရကျန်တာဘာမှပတ်သက်တာလည်းမရှိဆက်နွယ်ရလည်းမရှိဘာလို့ဘာမှကိုမရှိဘူးဟာဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့ဒါဆိုရင်လေအခုညောင်ဦးမျိုးနဲ့အတွင်းမှာလှုပ်ရှားနေတဲ့ဒီ PDF လက်နက်ကင်အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့အခုသိသလောက်လေးပြောပြပါလားအဲရခင်နှောင်းရလေဒီတကြံပြီးကနေကတို့ဒီဘာမှမဟုတ်တဲ့အရက်သားစီသူတွေကိုပြန်သေးဆွဲလိုက်စီဆိုင်ဝင်ပြီးတော့တရားတိုက်ပြန်သေးဆွဲပြီးတော့စီဆိုင်ပိုင်ရှင်တွေဖမ်းသွားလိုက် ဟိုနောက်အဲ့မှာအရက်သားတွေကိုတတ်သွားလိုက်ပြီးရင်ဟိုတလောတုံးကလည်းအဲ့ကြားလိုက်တဲ့ကျွန်တော်တို့ဗကန်မျိုးသက်ဘက်မှာအဲ့မှာဟိုတကောင်းစင်းကောက်နေတဲ့ဟိုအဖွဲကိုဝင်ပြစ်တယ်ဆိုပြီးကြားလိုက်တယ်အဲ့တုန်းကလည်းထိခိုက်တန်ရရတာရောတေးရရောဆက်သွားသေးတယ်။အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်တို့တော့တေးချာမတ်မီဘောနော်အဲ့ဒါကတော့အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုနောက်တစ်ခုကလေအဲ့ဒါဆိုလို့ချင်းဒီညောင်မျိုးနယ်ရဲ့တည်ငြိမ်အေးချမ်းမှုအခြေအနေလေးရောအခုဗာမြန်းကြားမိတယ်သိသလောက်လေးပြောပြပါလား ဒီညင်အေးချမ်းမှုအခြေအနေဆိုတာစစ်တာကတော့ဒါဟိုပကံမျိုးသက်ပတ်ချမ်းပကံမျိုးပကံမျိုးပတ်ချမ်းရောက်တာပေါ့နော်ပကံမျိုးပတ်ချမ်းရောက်တော့ဒီဘက်ညောင်ဦးပတ်ချမ်းရောပကံပတ်ချမ်းရောဒီဘက်ဟိုဖျားဘူးပါညာကတော့ပုံမှန်တိုင်းပဲရှိနေပါဘောနဘုကနေကဒီနိုင်ငံရေးဆက်စပ်စစ်ကနေကဖျားဘူးပါညာတော့အရင်လောက်စီကားမရှိတော့ပဲကျဲသွားတယ်အခုကျတော့ဒီလိုအစုလိုက်အသုံးလိုက်ကြီးအသက်ခံရတာပါညာဆက်တယ်ဆိုတော့ line ပေါ်မှာလည်းတည့်ရနေကြရဆိုတော့ကျတော့တချို့ကျတော့လည်း ဟိုသွားလာမှာဆိုကြောက်လန့်သွားတာတွေပါချစ်ကုန်ကြလားအော်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ အကိုကြီးဒီလေအခုကျွန်တော်တို့ညောင်မြို့နယ်ဂန်းကကြီးရဓမ္မယုံအတွင်းမှာရှိနေတဲ့အတ္တမဆဲမဟာပဋ္ဌံပွဲကျင်းပကြီးလုပ်နေတယ်ပေါ့နော်ဒီရမီရဖတွေကိုဟုတ်ပြတ်မှုချစ်တာနဲ့ပတ်သက်ပြီးအကိုဗာမြန်းဖြည့်ဆွတ်ပြောကြအောင်မလားမသိဘူး ကျွန်တော်တို့သဘောတရားကတော့ရိုးရှင်းပါတယ်ဒီဥစ္စာကဘာသာရေးပွဲတရားကျွန်တော်တို့လည်းဗုဒ္ဓဘာသာဗမာလူမျိုးတွေဟိုဒါဘလို့ပဲစစ်စစ်ဒါတို့ကိုတို့ဒါတော်လန်ရေးပဲပြောပြောဘာပဲပြောပြောတို့တကယ်တော်လန်နေဆိုလို့ရှင်လည်းလက်နက်ရှိရဲ့တက်မတော်တို့ရဲတပ်ဖွဲ့တို့တွားတိုက်ပေါ့အခုကြတော့ဒါဘာမှလည်းလက်နက်လည်းမရှိဟိုဘာမှလည်းမဟုတ်တဲ့လူတွေတို့ကိုတို့ဒီ ရက်ရွာမှာပုံမှန်ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းထုံးတမ်းစင်လာရဒီပဋ္ဌာန်းပွဲလေးလှုပ်ဖို့စီစဉ်နေတဲ့သူတွေဒီလိုကြီးလှုပ်တာတော့ဒါကျွန်တော်တို့ကဘာသာရေးအနေအရရောဒီဓမ္မဆိုတဲ့အနေအရရောဘက်ကရှုံချရတယ်ဗျဒီလိုမျိုးဖြစ်စင်နေမဖြစ်တဲ့အောင်အဲ့ဒီအတွက်ကိုလည်းဒီပကံမှာရောညောင်ဦးမှာရော ရှိနေတဲ့တာဝန်ရှိသူတွေအနေနဲ့ဒီဖြစ်စင်အပေါ်မှာအ мян ဆုံးပေါ်ပေါက်ဖို့နဲ့ဒီအကြံဖက်အဖွဲ့အစည်းတွေကိုအ мян ဆုံးထိထိရအောင်နှိမ်နှင်းပေးဖို့တော့ ကျွန်တော်တို့ကလိုလားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒေတာကလူတွေအားလုံးကခီးသွာဒီလူတွေခီးသွာဖျားဘူးဒီလူတွေပေါ်မှာမိခိုပြီးတော့ရက်တီကြရတဲ့လူတွေများရတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ဒေတာမှာဖျားဘူးရခီးသွာဒီလူတွေမလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒေတာတွေရက်တီကိုခတ်တယ်။အဲ့ဒီအတွက်ဒီလိုမျိုးအကြံဖက်လုပ်ငန်းတွေဖြစ်နေရင်ခီးသွားတည်သူတွေဖျားဘူးတည်သူတွေမလာရင်ကျွန်တော်တို့ဒေတာပဲခက်ခဲမှုတွေအများကြီးကြုံရမှာအဲ့တော့အများဆုံးဖြီရောက်ရောက်နဲ့ဖြီးဖြီးစည်းစည်းနဲ့အများဆုံးပေါ်ပေါက်အောင်ချေဟို ရှင်းလင်းဆောင်ရွက်ပေးဖို့နှိမ်နှင်းပေးဖို့ကျွန်တော်တို့ကတော့ဒါတာဝန်ရှိသူတွေအပေါ်မှာမေတ္တာရက်ခံကြပါလေခင်ဗျာအော်ဟုတ်ကဲ့ပါကိုကြီးရနောက်တစ်ခုဖြည့်ဆွတ်မေးချင်တာလေဒီ PDF အဖွဲ့တွေရပါတော့เนาะညောင်ဦးပကံတကြောမှာပြည်သူတွေပေါ့ဖိနှိပ်အနိုင်ကျင့်တာတွေငွေကြေးကောက်ခံတာတွေရောရှိသလားဗျအာဒါအခုဖြစ်သွားတဲ့သက်စင်ကပြည်သူတွေပေါ်မှာဖိနှိပ်နိုင်ကျင့်ပြီးတော့လက်နက်မရှိတဲ့ပြည်သူတွေကိုအစုလိုက်အုံလိုက်ကိုရဲရဲဆဆတတ်ပြီးတော့ကြတော့ငွေကြေးနိုင်ကျင့်လာဆိုတော့ ဘာသာရေးဘက်လုံးမဲ့ငွေတောင်ယူသွားတယ်လို့သတင်းတွေထွက်နေရပဲဗျာကျွန်တော်တို့ကအတိအကျမသိလို့ဒါယူသွားတယ်ယူမသွားဘူးဆိုတာဒီလိုတောင်အတိအကျရဲ့သတင်းတွေထွက်နေရဆိုတော့ဒါကြီးသူတွေကိုညှက်မှန်းနှိပ်စက်နေတာဒါပေါ်လွန်နေတာပဲလေကိုကနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါလားဟုတ်ဒါအဲ့တော့လမ်းပေါ်မှာစက်ကြီးကောက်တယ်မကောက်ဘူးဆိုတာကျွန်တော်တို့ကဟိုခီးသိမ့်မသွားလို့ဒါမသိကြလေစက်ကြီးကောက်တာလည်းရှိကောင်းရှိမှာပဲအာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ကိုဟုတ်ဘာလို့လဲကို ျွန်တော်တို့ဒီညောင်ဦးနဲ့ပုတ်ပါကြတဲ့ဇက်တာပန်းဆက်လမ်းပေါ်မှာဒီကောင်ကြီးလမ်းပေါ်တက်တယ်လို့တော့ကြားတယ်အတိအကျတော့မသိဘူးပြအဲ့ဒါတော့ဟာဟုတ်ကဲ့ပါဟုတ်ကဲ့ပါအကိုရဲ့အကြီးကုနာဒီညောင်ဦးမှာဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အကိုအနေနဲ့ဘာဟိုထပ်မံပြီးဘာညင်းပြောချင်အောင်မလဲဗျဘာလို့ပြောချင်တော့ဆိုအဓိကတော့ဒီလိုဘာသာရေးပွဲပေါ်မှာဒီလိုနှောက်ရက်ပြီးတော့အစုလိုက်အုံလိုက်ဒီဘာမှအပြစ်မရှိရအပြစ်မဲ့တဲ့ပြည်သူလူထုကို ညှက်မှန်းနှိပ်စက်နေတဲ့သူတွေကိုအမြန်ဆုံးတပ်မတော်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေပြီးတော့အမြန်ဆုံးဖမ်းဆီးရမိပြီးတော့အမြန်ဆုံးရှင်းလင်းဆောင်ရွက်နိုင်မှာဒါလင်ကျွန်တော်တို့ data အေးချမ်းမယ်ဆိုတာလေးပဲကျွန်တော်ဖြည့်ဆွက်ချင်ပါတယ်။ဂျန်တဲ့ဥစ္စာတော့မပြောလို့ပါဘူးကွနော်။အော်ဟိုပါကျွန်တော်အနေနဲ့နော်ထပ်ပြီးဖြည့်ဆွက်မိချင်တာလက်ရဖမ်းဆီးရမိတာမျိုးတွေရောရှိသလားလားမသိဘူးကိုအဖြစ်စင်ကလောလောဆယ်တော့လက်ရဖမ်းဆီးရမိရပါ냐ဖြစ်စင်ဘာမှမကြားသေးပါဘူးသူတို့အဲ့ဒီနေ့က အဲ့မှာဒီဓမယုံ လုံညွေးဖွဲ့လာတယ်ဒီဒံရနေတဲ့လူတွေကိုစေယုံပို့တယ်ဒီဟွာအလောင်းတွေကိုကောက်သွားပြီးတော့ကြစေယုံမှာသူတို့ရင်ခွဲယုံကိုပို့တယ်ပြီးတော့အဲ့မှာရင်ခွဲယုံကနေပြီးတော့ပြန်ပြီးတော့တဲခိုင်းပြီးတော့ပြန်ပြီးတော့ကြာသက်ဆိုင်ရာမိသားစုရဲ့နာယေးကျင်းပဖို့အတွက်ဆောင်ရွက်တယ်လို့သိထားတယ်ဒါပေမဲ့ဟိုဖန်းစီရမိရဲ့ဘာညာတော့မကြောက်သူတို့ဟိုလုံညွေးဖွဲ့တွေအဲ့သူတို့ထွက်သွားတဲ့ညောင်နောက်ရွာဘက်ကိုလိုက်သွားတယ်ဆိုတော့ကြားတယ် ဒါပေမဲ့ဖန်ဆီးရမိရတော့မကြသေးဘူးခွန်းအော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအကိုကြီးအခုလိုမျိုးဖြေချပေးတာကျေးဇူးတင်ပါတယ်နော်အကိုဟုတ်ကဲ့ပါခွန်းဟုတ်ဟုတ်